အင်္ဂလိပ်စကားနားလည်တဲ့မြန်မာတွေကျတော့အင်္ဂလိပ်လိုပေါ့ဒီမှာကျတော့လေသူတို့ကျတော့ကြိုက်တယ်ဆိုပြီးတော့ဒါသူတို့တော့ကိုပါတပြီးတော့ဆွဲခေါ်ပေးတာပါမတူလေထိုင်းမှာတာနာပြီးတော့ကြထိုင်းနိုင်ငံရှိတဲ့မြန်မာလူမျိုးတွေကသာအရှင်ပြားရဲ့တပည့်ဒီအသီလာရှင်ညထိမ့်သိမ့်ရလीအဲအခုဒီမှာကျတော့ဟိုထိုင်းနိုင်ငံလို့မဟုတ်ထိုင်းနိုင်ငံတော့မြန်မာရှေ့ပြောင်းလူ့သမားတွေကိုဟိုကကူညီရင်းစောင့်ရှောက်ရင်းနဲ့အဲထိုင်းလူမျိုးတွေကိုတပြည့်တော့တာနာပြုခွင့်မရကြသေးဘူး ထိုင်းလူမျိုးတွေကိုယ်တိုင်နားလည်ပြီးတော့ထိုင်းလူမျိုးတွေဥဆောင်တာမရှိသေးလို့ရှင်မြတ်ရဲ့ရိတ်သားတွေရဲ့ဥစ္စာတွေဟာလူဝတ်ချက်အားနည်းချက်တွေရှိတာအခုလိုအိန္ဒိယကြတော့သူတို့ကိုယ်တိုင်ဟလာမနေ့ကဆိုရင်ပရာဗနီဝင်းကြီးပရာဗနီဆိုင်ရာအဲဒါအကြီးအကဲပေါ့မနစရီလို့ပြောပြီးသူကိုယ်တိုင်အဲ့ဒကမကိုယ်ရင်လာပြီးတော့ဝန်သာအာရဆက်လက်အကောင့်တွေဖော်ဖို့နိုင်ငံရေးအရာလဲသူ့မှာအမြင်တွေလှောက် ဘာသာရေးအရာလဲအဲလူတွေနားလည်အောင်လှုပ်သွားတာတပြီးတော့လဲအာရကျဉ်တ်တယ်လို့ဩဥဒမသာရငွေတွေပေးပြီးတော့မတန်ဤတန်ဤဝယ်ခဲ့ပြီမဲ့ဟောဂူတန်ဤတန်ဤတွေဟာအရှင်ပြားရဲ့ဆောင်ရွက်ချက်တည်းလို့မြင်မိတယ်ပေါ့ဒီပေါ်မှာဘယ်ကုတ်ကုတ်ကောဘယ်လိုတုံ့တက်မိသေးလဲဒီတော့တော့တခုတည်းကိုမကြည့်ဘူးလေတခုနဲ့တခုကဆက်ဆက်နေတာပေါ့နော်ဒီတော့အကြောင်းအကျိုးဆက်ဆက်နေတော့အကြောင်းဒီပင်လေအကျိုး အကျိုးဒီပင်နဲ့အကြောင်းပြန်ပြီးဖြစ်တယ်လို့ပေါ့လေအားလုံးကတခုတည်းကိုကွက်ပြီးကြည်တာကြတော့လောကီဆန်တာဒီပြတော့ဒီမှာများရင်များသွားမယ်ဒါပေမဲ့တစ်ဖက်ကကြတော့အဲ့ဘုဒ္ဓဂယနာမှာပဲဒါမြေအလူခံရထားတယ်နော်ကီလိုမီတာ340လောက်ဝေးတဲ့နေရာအဲ့လိုတော့ရှိပါတယ်ဗျာအဲ့အဲ့တခုတော့အဲ့တခုလည်းလှုပ်လိုက်တာနဲ့ရိတ်တာတခုတီထောင်လိုက်တာနဲ့ပဲဒီပြတော့ဒါရိတ်တာတွေတီထောင်နေအဆောင်နေစောက်တယ်ဆိုတာတာနာပြုတယ်ဆိုတာသိသွားတော့မြေအလူခံနေရအဲ့အဲ့နားပတ်ဝန်းကျင်မှာပဲရှိပါတယ် ိုက်နှမဘယ်လောက်လောက်ရထားလဲ GP စင်းอ่ะ GP စင်းကတေကလောက်ရှိတယ်ဟိုအခုဘုရားကာယအဲ့ဒီဘောဒနေကြောင်းလားတေကကြော်ကြော်လောက်ရှိတယ်ဒီပြောအထက်တိုက်အဆောက်နေပါပါ့။အဲ့ဒါလေ။ပေးတုံးထားလားလားဟိုတခါတည်းတရဝင်ဥရိယလူတာ။ဟုတ်ရတယ်။ကျိုးစလောက်နေလို့ရ။အဲ့မဲ့ဟိုဟိုကပြောတော့နေရာတော့ရှုလို့နေရတော့။တကယ်ဟိုကဖြစ်နော်။ तू ကအသုံးတဲ့နော်လှူလိုက်မှာပဲလေ။ ဒီတိုင်းထားမဲ့အဲ့လိုမျိုးပေါ့ယူပြီးတော့ဟိုဘောမတုံးမဲ့ဖြစ်မှာဆိုတော့အဲ့ဒီပြီးတော့လို့ပြေးတုံးတာပါဘိုင်းရှင်အားလည်းအဲ့လိုမျိုးဒါပြောပြောအဲ့ဒါကတော့ဗုဒ္ဓဂယာနာမှာတော့ဘုရားပွင့်ခဲ့ပြီမဲ့ဗုဒ္ဓဘာသာတော်တော်အင်အားနည်းလိမ့်မယ်ရှိတော့ရှိမယ်ဒါပေမဲ့အခုကလို့ SN ကိုင်ငါတို့ဒီဘက်မှာလာပြီးတော့အောင်မြင်ခဲ့တာဟာမျိုးစေ့စိုက်ခဲ့တဲ့ဆရာကြီး တရားရေးဝန်ကြီးဒေါက်တာ MB ကပေါ့သူ့ရဲ့မျိုးစိတ်အပင်ပေါအောင်ဖောက်ထားတော့ဆရာကြီးခွင်ကသူ့ရဲ့ဖခင်အားကနဆရာကြီးဘက်ခင်တို့လေဒီတို့လိုအခုလဲမိုးကုတ်ဆရာတော်ဖြာကြီးရဲ့တရားရေးကြောင့်ဒီတရားလောကယဟန်လောကဘဝကိုပေးဆပ်လာတဲ့ဥဒ္ဓမတာရာလေးဟာမိုးကုတ်ဆရာတော်ဖြာကြီးရဲ့တရားရေးနဲ့အတူပြန်လဲပြီးတော့노ထားဖို့အတွက်လည်းအသင့်ရှိလို့ကိုကိုတိုင်ဒီတရားတွေပေါ်မှာ လူတွေနားလည်ဖို့သာရှေ့တန်းတင်ခဲ့တဲ့အရှင်မရအခုဒါနောက်ထပ်အပြီးတွေပြီးအောင်ကြိုးစားရလေဦးမယ်အခွင့်အာဏာတိုင်းနိုင်ငံလုံးမှာရှိတဲ့တန်ခါတွေကိုလည်းဘုရားကိုရင်ဆရာတော်ကလည်းအခုလိုက်ကြည့်နေတဲ့အတွက်မိမိဝါရီမိမိပညာတွေကိုမေ့ထားပြီးတော့တာနာပြုမယ်ဆိုရင်အလုံးဖိတ်ခေါ်ပါတယ်စာမတက်ပေမတက်တရားလေးအလင်းလေးရလို့အထုတ်ယုံလေးနဲ့လေဟောမယ်ဆိုရင်ဥဒ္ဓမသာရအလုံးဝနေရပြီးခဲ့တယ် ဒါကြောင့်လေလုတ်ပိုင်ငွေနေရလို့လုတ်နေကြရင်အားလုံးရဲ့ကုသိုလ်တွေဆရာတော်ဖျားကြီးတွေပြောတဲ့စကားရှိပါတယ်ငါဘုံမဟုတ်ပါဘူးကွာတန်ငါဘုံမှာဆိုလို့ဒီနေ့ဥဒ္ဓမာတာဘုံဟာဥဒ္ဓမာတာကိုယ်တိုင်မသိတဲ့အများဘုံမှာကဲကြရာတွေကုခဲ့ရာတွေစောင့်ရှောက်တာရင်းနဲ့သူတို့ရဲ့စွမ်းအင်တွေဟာဥဒ္ဓမာတာဆိုစူပေါင်းလူတန်းပြီးအငင်းပွားပဲအောင်မြင်နေတဲ့ ဒီကနေ့မတ်ပီရာလီဟာအရက်ကန်ခံရင်အန်ကိုခဲပြီးတော့ကျူးစားနေပါတယ်လို့တပည့်တော်လည်းမြင်မိပါတယ်ဒီတစ်ခေါက်ရှင်မန်းနဲ့တွေ့ရင်တော့ဗီရာပြန်အန်ကိုခဲပန်းပန်လေးပဲဆိုတာဒီပန်းမွင့်တွေကိုလူတိုင်းမမြင်နိုင်လို့တပည့်တော်ကလိုက်ပြီးတော့တပည့်တော် like ကနေပြီးတော့ရိုက်ပြီးတင်ပါတယ်သူက like မလွင့်ပါဘူးဟုတ်တယ်တပည့်တော်အများကြီးလဲလုတ်တယ်လို့လုတ်တယ်ပေါ့ဗျာ ဒီလိုပဲကိုကိုကိုလည်းအမှတ်ခံတယ်ကိုတရားပိုင်ရဖုံဖုံရဖုံဖုံဒီမှာလာတယ်မှာလာပါမယ်ဒါမှမလဲကိုကအသက်65ဆိုရင်အားလုံးကိုနားမယ်တာနာပြုတာနဲ့ပတ်သက်တော့မနားပါဘူးဒါမှမဲ့ခုနလိုပေါ့လူတွေရဲ့အမြင်ကိုညင်ညမ်းအောင်ဒီလောက်ကိုမှဆေးရပုတ်ခတ်တိုင်းတွာနိုင်ငံရေးအရာပဲပြောပြောအမြင်ယူဆအရာပြောပြောအစွန်းရောက်တယ်လို့ဆိုဆိုဗုဒ္ဓဓမ္မနဲ့ပတ်သက်ရင်တော့ခုနကလူ အရှင်မြားယုံတယ်လို့ယုံတာမဟုတ်ပဲလူတည့်ရဲ့နတ်တည့်တည်တယ်ဆိုရဲရွှေကုံဖျားကြီးဟာတကယ်တော့လေစွမ်းတဲ့သူတွေလာကြတာပါအခုလည်းအရှင်မြားမှာငွေရီယာဘလို့မှမသိအောင်ဝင်တယ်ဆိုတာလေအရှင်မြားမလုတ်ဖဲတော့မရပါဘူးလူတွေအမှန်တမ်းပြအရှင်မြားလှုပ်ဆောင်ချက်တွေအရှင်မြားရဲ့ဟောပြောချက်တွေအရှင်မြားအနေထိုင်တွေဘာဥမာဆိုရင်ပြောပါဦးတပည့်တော်လူတွေကိုပြုံးပြတတ်တဲ့ဓူးဆိုတာအရင်တော့မရှိမှနောက်ပိုင်းကျပြုံးတာကောင်းပါလေဆိုပြုံးရင်းတဲ့ အရှင်မြတ်ကြတော့အလူခံရဲ့မျက်နှာတင်းတောင်သွားလို့ပဲ။ဟောဒါလေးကအစကိုကကိုနေတော့လှူရတဲ့သူကအတင်းကိုလှူရတယ်လို့ပေါ့။တပည့်တော်ကတော့ဒီပေါ်မှာလဲလိလမေတုံးသက်မိတယ်။ကောင်းပြီ။အခုလို့အရှင်မြတ်တို့နဲ့တွေ့ဆုံငန်းမှာပြောကျင်တာကအရှင်မြတ်အရင်တော့အတ္တလွန်ခဲ့။အရှင်မြတ်ကိုယ်တိုင်ပြောခဲ့တဲ့စကားဘုရားမြည်ရလဲ၎င်းပါညီကြီးပါလို့ဘုဒ္ဓရဲ့မသွားကျင်သမ်းမှာနဲ့ဆိုမဟုတ်ဘူး။ ဖျားတကယ်ပွင့်ခဲ့တဲ့မြေမှာဖျားဘလို့နေခဲ့တယ်လဲဆိုတာကိုသိအောင်တော့သွားတော့မယ်ဆိုဟာကုသလုတ်တွေတားရှုပ်တာပဲဆိုတော့အခုကုသရှုပ်တယ်ဆိုတဲ့နေရာမှာအခုအရှင်မြတ်အများကြီးရှုပ်တော့မှာအဲ့တော့ကုသပါကူရောက်လာခဲ့ပြီအဲ့တော့အဲ့ဒီအမြင်ပြောင်းလဲခြင်းနေအပေါ်မှာပေါ့အရင်တုန်းကရဟနာလေးအောင်ကိုကဘုံကြီးဖြစ်လာပါတယ်ဆိုတဲ့သုံးသက်ချက်ဒီပေါ်မှာဒီကနေ့လုံငယ်တော်ပြောမိသူပဲဖြစ်ဖြစ် မိမိရဲ့နားလည်မှုကိုတစ်ဖက်လူနားလည်စေခြင်းလို့အားထက်ပြီးပြောရတာမှာစာပေအရာပဲပြောပြောကြံ့အရာပဲပြောပြောလွတ်သွားလက်အဆိုးအမိတ်နေပုံမောဒီနေ့ဥဒ္ဓမသာရဖြည့်ရှင်းရမယ်ဆိုရင်ဒီမှာဘလို့များဖြည့်ရှင်းမလဲ တရားအာထုတ်တယ်ဆိုတဲ့ဟာဒီသောတာပန်တို့ဒဂရဂံတို့အနာဂံတို့ယဟန္တာတို့အဆင့်တို့အဆင့်သုံးတို့စာရတောက်လျှောက်ကြားနေရတာဘာမှဆန်းတဲ့ကိစ္စမဟုတ်ဘူးဟုတ်တာမဟုတ်တာပြောနေတာမဟုတ်ဘူးဒီလိုပဲပေါ့လေဒီလူကျင်မှုနဲ့အာထုတ်နေကြတာအဲ့ခါကျတော့ လိုချင်မှုကြောင့်မို့လို့ပဲရပြီဆိုတဲ့အထင်မှားတွေကတော့ဖြစ်နေကြပါလေအများဖြင့်ဒီကောရခါးတွေဆိုကိုဆိုးတယ်လေသူတို့ဆိုရင်တရားထုတ်တယ်နဲ့ဘာဖြစ်သွားပြီလဲတကူပေါ့သူတို့နဲ့ပတ်သက်တဲ့မျိုးတွေအားစမီးတာပါတရားရသွားပြီလားဘယ်တော့ဘယ်လိုအလေးကိုပြောပြပေါ့ပြင်းဦးနေဘက်မှာဆိုရင်ကောရခါးတွေပုံများလေသူတို့ဆိုရင်ပုံပြီးတော့အဲ့လိုပေါ့ တွေ့ကြရတယ်ခုခုလောက်တယ်ဆိုရင်သူတို့မှအဲ့လိုမျိုးဟိုတော့လူချင်းမှုပုံများတယ်ပေါ့နော်ပြောမှဆိုရင်တော့လေထူးခြားမှုတစ်ခုဖြစ်တာနဲ့တရားရသွားပြီလားပေါ့လေအဲ့လိုမျိုးဒီကိုယ်စိတ်ကြောင့်ဖြစ်နေတာပေါ့နော်အခုတို့ရော green card ပျောက်သွားတယ်အအပြန်တွေ့ပြီဆိုအဲ့လိုမျိုးသူတို့တွေ့ကျင်တယ်လို့ပြောတာလေခဏခဏဒီတော့မှမတွေ့သေးဘူးလားအဲ့လိုပေါ့နော်သူတို့ကလောနေတာဒီပြေပြေကြောက်နေတာသူကလောကိုယ်ပျောက်နေတဲ့စိတ်မျိုးကိုသူကမကူးနေတာ အဲ့ဒါနဲ့ဒီလိုဟိုခဏခဏသူတို့ကသူတို့စိတ်ထဲမှာဘယ်နေရာမှာရှိတယ်ဘယ်သူကပြောတယ်ဒါတွေကစာနတ်ကတော့အကုန်လုံးပြောတဲ့တိုင်းပြောရှာကြည့်တာပဲဒါမြန်မာတွေမကောက်ဘီယန်နန်တွေကလည်းပါတယ်ဘီယန်နန်ပြောတယ်ဘယ်နေရာမှာရှာလိုက်ဆိုတော့ဒီလိုလဲဘိုင်းဖြစ်ပါခဏလိုက်တယ်သူတို့ကသဘောကျသွားတယ်ရှင်းတဲ့သွားအောင်ရှာလိုက်တာဗောရှာပြီးမဲ့လဲမတွေ့ဘူးဆိုတာအဲ့ဒါကြောင့်ပြောတာလွယ်လွယ်လေးမဟုတ်ဘူးဗျာယူစာပြောရတာခဲ့ယူသားမှုတစ်ခုလိုပါပဲသူကအလောင်းဖြောင်းလိုက်ပါပြီတွေ့မနေပါနဲ့ ဟိုလုတ်တဲ့လူကလည်းယူတော့ယူပြီးအဲ့ဒီမှာပတ်သက်ပဲပါသွားသေးလားပတ်သက်မှာပါအောင်ဗျာရှားတာမှခက်သေးတယ်အစ်စ်လောက်ရတာမှလို့ပဲရှားတာမှအကုန်လုံးလူရှုပ်ပြီးတော့ဟိုတော့ဒါကဘာအချိန်နဲ့လဲကိုမပတ်သက်တော့မကုန်ပါဝိုင်းရှာပေးကြရပါစေနာနဲ့ပါလို့အဲ့လိုပါဒီလူတွေရဲ့စိတ်ထဲမှာဟိုပါအဲ့လိုပါလေမဖြစ်သေးတာဟို